အဆင်တပြားမှမကုန်မဲနဲ့အွန်လိုင်းကနေဝင်ဝင်ရှာနိုင်မယ်နီလန်ငါကုအွန်လိုင်းကနေဝင်ဝင်ရှာစင်တယ်ဒါပေမဲ့အရင်နေ့လည်းမရှိဘူးဘယ်အစားလုံးအမှန်လည်းမသိဘူးဖြစ်နေလားစိတ်မပူပါနဲ့ဒီနေ့မှာတော့ငွေတပြားမှမကုန်မဲနဲ့ကိုယ့်ရဲ့အချိန်တွေ scale တွေကိုအရင်နေ့ပြီးတော့ချက်ချင်းစားလုပ်လို့ရနိုင်မယ်နီလန်ငါကုပြပြပေးပါမယ်ထမတစ်ခုကတော့ social media platform တွေဖြစ်တဲ့ YouTube, TikTok, Facebook ဒီ platform တွေကနေဟင်းဆက်ပြတာ၊ဝက်စာတွေထွန်းအောင်လုပ်ပြတာ tutorial တွေတင်တာဒီလိုမျိုး content တွေဖန်တီးပြီးတော့လဲ monetization ကနေဝင်ရှာလို့ရပါတယ်ဒုတိယနည်းလမ်းကတော့ page တွေလုပ်ငန်း website တွေအတွက် content တွေရေးပေးပြီးတော့ freelancer အနေနဲ့ရော full time အနေနဲ့ရောလုပ်လို့ရပါတယ်နောက်တစ်ခုကတော့ graphic design မှာ Photoshop လိုမျိုး software တွေမသုံးနိုင်ရင်တော့ Canva လိုမျိုးအခက်မဲ့ tools တွေသုံးပြီးတော့ online shop တွေအတွက်အကျောညာပုံတွေ social media post တွေ design တွေဖန်တီးပြီးတော့ဝင်ရှာနိုင်ပါတယ်။နောက်တစ်ခုကတော့ translation မှာ ကိုကျွမ်းကျင်တဲ့ဘာသာစကားဥပမာအင်္ဂလိပ်စာတရုတ်စာဂျပန်စာဒါတွေကိုအသုံးပြုပြီးရောဆရဲဆရဲနေကိုဘာသာပြန်ပေးတာပြီးရောဗီဒီယိုဆက်တိုက်တယ်တွေကိုဘာသာပြန်ပေးရနိုင်ဝင်ဝေရှာလို့ရပါတယ်။နောက်တစ်ခုကတော့ online teaching မှာကိုကျွမ်းကျင်တဲ့ဘာသာရပ်တစ်ခုခုဥပမာဘာသာစကားဖြစ်ဖြစ်ဂီတဖြစ်ဖြစ် digital skill တွေပဲဖြစ်ဖြစ်ဒါတွေရှိမယ်ဆိုလို့ရှိရင် online ကနေသင်တန်းတွေပေးပြီးရောဝင်ဝေရှာနိုင်ပါတယ်။ မဲ့ဆက်လို့ရရင်ဆိုပေမဲ့အလကားရတာမဟုတ်ပါဘူး။ကိုယ့်ရဲ့အချိန်တွေစူးစမ်းမှုတွေတည်ယူလိုစိတ်တွေကိုရှင်းနှင်းမြုပ်နှံထားရမှာပါ။ဒီနေ့ကစပြီးတော့ကိုယ့်ဟာဘာကိုအားတန်လဲဆိုတာကိုစဉ်းစားပါ။ပြီးရင်ဒီနေ့ပဲတည်းရတခုခုကိုရွေးပြီးတော့စပြီးတော့လေ့လာကြည့်ပါ။အလုပ်ချပါ။